ွေးခံကြကသူတွေထမင်းစားနေတာရုပ်ရှင်ထမင်းစားနေတာရုပ်ရှင်ရိုက်ပြီးထမင်းစားတာမဟုတ်ဘူးလေရုပ်ရှင်ရိုက်ချင်လို့ထမင်းစားနေတာဗျာထမင်းစားဖို့ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလေရုပ်ရှင်ရိုက်ချင်လို့ထမင်းစားနေတာအဲ့တော့သူတွေခံကြကအဲ့ဒီ PD နဲ့တကွပေးနေတာဗောအဲ့ဒီ PD ကြောင့်ဓာတ်ရုပ်မျောပြီးတော့ဟာအဲ့တော့သူလေးသမီးတောင်ကပြောဘူးလေသူလေးဦးရောအိမ်တော်ကြတယ်ဗျာဥက္ကမောင်ချိုအားတဲ့ လှုပ်ရှားလှုပ်နေတာတဲ့သမီးတို့လှည့်ကြည့်တာမဟုတ်ဘူးအာအဲ့ဒီစကားဦးလေးတို့ထိခဲ့သွားတယ်ဟုတ်တယ်လေဦးလေးသားသမီးတွေပညာရေးနိုင်မှသွားတယ်ဦးလေးတို့ချူရှင်းနေပါလိမ့်မထားနိုင်ဘူးဘာမှမလုပ်နိုင်ဒီမှာဒါပဲရရတဲ့ချက်မရတဲ့ချက်ပေါ့လေဦးတို့လည်းသိရမလားဦးတို့ကဟိုဒီလိုလိုကန်ထဲလိုလောရတယ်လို့ဆိုတော့လေအဲ့တော့အဲ့ဒါတွေလည်းလှုပ်စားတော့သူတို့အဲ့လိုကြောင်းကောင်းလည်းမထားနိုင်ဘူးချူရှင်းပဲလည်းမထားနိုင်ဘူးအဲ့တော့ဦးလေးသမီးကဆယ်တန်းမှသူတို့ဦးလေးမရှိလိုက်ဘူးနောက်မှသူပြောဦးလေးကြားလိုက်တာ ဥက္ကမောင်ချွာတဲ့သူတို့စနာလုံးနေတာတဲ့သမီးတို့ကိုလှည့်ကြည့်တာမဟုတ်ဘူးအဲ့တော့ဟုတ်တာပေါ့ကုလေးတာဘဝိုင်းမှာပျော်မြူးနေတာဒီမှာရိုက်ဝင်းမှာသွားပျော်အောင်ကျင်တာရုပ်ရှင်တွေကဝေးရောလေဒါပေမဲ့ကိုမိသားစုယူပြန်ပြီးတော့ပြည့်တော်မဘလို့ပြီးနေခဲ့တော့တိကအချင်းတွေကတော့ဟောဟုတ်တာပေါ့ငါသမီးတို့ငါမကြည့်ခဲ့မကြည့်ဘူးဘာပြောဦးလေးသူတို့ပန်ပိုးရမယ်လေဟာလားကောင်းကောင်းထားပြရမယ်သူမကကျူရှင်တစ်ပိုင်းအပ်ပြီးတော့ဟာလားအဲ့တော့သူတို့တွေပြောမှဆယ်ရမ်းမအောင်ရ အဲ့ဒီဟာရရင်ကိုကိုကဒီနည်းချက်ရတာတဲ့အဲ့ဆင်းမော်ရောက်သွားရင်ကိုလုံးဝငံပဲတွေတွေ့ရင်ကိုပျော်နေရမေ့နေဟိုအိမ်မအိမ်မရှိတာမရှိတာကိုမေ့နေဒီမှာပဲအားရလားတော့ဦးကျော်ကြီးပြီးပြီပြန်လို့ရပြီဆိုမှဩငါပြန်ရတော့မှာပါအဲ့ဒီတည်ဝင်တော့လည်းပြန်ရတော့ဟောလေဒါပါပဲဝန္ဒနာပါပဲဝန္ဒနာပါပဲအဖေတွေ့သေးပါနဲ့အဖေတွေ့အဖေရလဲလေကလဲအေကနဲ့ဆိုသူများကိုပေးခဲ့တာ ်ကြည့်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြားစူပါရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြားထုတ်နိုင်ဖို့အဖုန်းထဲမှာ hotline နံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်တကယ်တော့မွေးတာတော့ရုပ်ရုပ်ချင်ချမ်းမှာမွေးတာအောင်ရုပ်ချင်ချမ်းဆိုတာရှိတယ်လေဟိုဘောက်တော်မှာဘောက်တော်မှာအဲ့ကြမှာဦးလည်းမွေးတာကိုလေးဘေးကကင်မရာမင်းဦးဦးကြီးသားတော့လေရုပ်ချင်ချမ်းမှာမွေးမှကြည့်တာပါအငယ်တော့ကတော့ကလေးသေးဦးဆုံးအဲဦးလေးလေးကားတော့ရိုက်ခဲ့ ဗရာဇာယူတို့ဘာလို့မမလို့ရှင်းနေရို့အဲ့တော့ဗရာဆိုင်ဆိုယူရတယ်ဟဲ့ဟုတ်တယ်အဲ့တော့ကလေးဆိုတော့မရေနေတယ်ကောဟိုကန်းထဲမှာရေမကြည့်တော့မရေနေတာမေးရမှာခေါ်တော့ဒီထဲမှာနှစ်သွားတာအဲအဲ့ဒါအခုခုခမောင်မြင့်နဲ့ခိခင်ညုံညုံနဲ့ပေါ့မင်းသမီးရလေဒီထိုးရအမကြီးရအဲ့ဒီကတော့မအကလေးဆိုတော့မနော်အဲ့ဒီအနေမောမောမပါကောနဲ့ဘေဘီနွဲရအဲဝါနော် မြောင်နဲ့မင်းမြင့်ခင်အဲအဲ့ဒီကားလေးပေါ့အဲ့ဒီမှာခလေးသေးဆိုတော့လောက်ခဲ့အဲနောက်ကျောင်းတက်နေတဲ့ကွာလည်းပဲဖက်ချောက်ပေါ့ဟိုရဲဝင်လှုပ်လိုက်နောက်ကနေပြောဟေးလာလာပြေးတာလှုပ်လိုက်ပေါ့ရုံးရံထဲမှာကြီးတာဟုတ်အဲငယ်ရရုံးနေဖေးသွေးပေါ့ဖေးရလဲလေသမားနေပြီးတော့လေတွေကိုသူမြောက်ပေးခဲ့ပြီးတော့ရန်ကုန်မှာလာပြီးတော့မင်းသားလာလောက်တာဒီချက်ပါမမှာဒါပေမဲ့သူ့ရောကမင်းသားမဖြစ်နိုင်ဘူးသူတိသွားတော့လေအဲ့မှာ ဆရာဦးထွန်းကြံတို့ဆရာဦးဘတ်ကြီးတို့ပေါ့ဒါကိုလေးရဲ့အဖေရဲ့ဆရာတွေပေါ့လေပြီးကြမှာကမန်မင်းကြီးတို့သူတို့မှတော့တပည့်ခံတယ်အဲ့ဒီမှာသူကကမန်မင်းဘူးကြီးဖြစ်တော့သူမျိုးကြောင့်ပြစ်တဲ့ရမလို့လေးတိကြလေအဲဦးလာဖို့ချို7ပဲမဟုတ်ဦးလာနာမည်ရတယ်မှတ်တမ်းလေးရတယ်ဦးလာချူတင်မန်နေဂျာလုပ်တယ်အော်ဗရီဒါကားတို့နဲ့နယ်လေးပြတယ်အဲအကုန်မလေးရတာရုပ်ရှင်နဲ့မှကြီးခဲ့လို့ဆိုတော့ရုပ်ရှင်နဲ့ပတ်သက်အကုန်လုပ်ရှင်တယ်ရုပ်ရှင်နဲ့လှည့်ပြတယ်လို့ဆိုပါဘူးပြောမစင်တော့ ဦးလေးရဲ့ဖေကဦးလေးကိုရုပ်ရှင်မလို့ခံရောရုပ်ရှင်လုံးမဆိုလို့ဦးလေးကိုအိမ်မနှင်ကြဦးလေးအိမ်မနှင်ဆင်းနေရတော့ဦးလေးကိုးတန်းအော်မီဆယ်တန်းတက်နေပြီတနေ့ပြီးတော့တနေ့ကြတော့ဦးလေးကငကိုလေးကဒီရုပ်ရှင်လုပ်ချင်နေတာလေအဲ့ဒါလည်းဦးလေးကမင်းဘာလို့မလဲဆိုတော့အလုပ်လုပ်တော့မယ်လို့ဘာလို့မလဲရုပ်ရှင်ပဲလုပ်မယ်ဆိုတော့ရုပ်ရှင်လုပ်ရင်တော့ငါးရက်မှမနေသွားတော့မောက်လို့လေဘယ်မလုပ်ခိုင်း तू ကဘဝနဲ့ရင်သူတိနေပြီလို့ရှင်လောကမှာတဲ့လေးနေရာပဲရှိတယ်တဲ့ မင်းသားမင်းသမီးဒရိုက်တာပိုက်ရှင်အဲ့ဒီလေးနဲ့အဲ့ဒီလေးနဲ့ရောမရောက်ခွင့်နဲ့မင်းလုံမစားနဲ့တဲ့ဆပ်ပူရနေရောမရှိဘူးလားဆပ်ပူတော့မှအဲ့ဒီတော့မှဘီရိုခေတော့မှဆိုရင်မင်းသားမင်းသမီးမှ9000လောက်ပဲရတယ်ဆပ်ပူတန်းအနေနဲ့1000လောက်ပဲရတယ်အဲ့ဒီမင်းသားမင်းသမီးမှလိန်မာမှပိုင်ရှင်အဲ့ဒီလေးနေရတနေရရမယ်ဆိုရင်မလုစားရတဲ့မရရင်မလုစားနဲ့ဆိုတော့အဲ့တော့ဦးလေးကနေထွားတော့ထွက်သွား လဲလိုက်အခုလိုက်ဆရာဦးမနိုင်ဒါရဦးမနိုင်ဒီမှာသွားပြီးတော့တစ်ဖက်ခံတယ်ဆရာဦးမနိုင်နဲ့အဖေဟိုကိုလေးအဖေနဲ့ကငွေချင်းကိုဒါရိုက်တာနဲ့ကံမင်းဆိုတော့ကိုကြီးတဲ့ခလေးပဲစုသွားမယ်ကျွန်တော်ခေါ်ထားမယ်ဆိုပြီးတော့အဲ့ဒါဦးမနိုင်ကခေါ်တော့အဲအဲ့တော့ကိုလေးကအရင်ကတည်းကကြားတယ်ဟိုအမသူကမတန်းရေးရတယ်ဟိုအော်ရောင်းလောက်ရောတော့ဒီအဲ့ဒီကနေတော့ဟိုဒါရိုက်တာတဝက်လောက်ကြားတော့ဗောလေဆရာကြားတော့ကိုလေးကိုပေးရတယ်ဟာမင်းရဲ့တော့ရလဲတော်တော့စာရေးတယ်ဗော အဲ့ဒါတို့ရရိုက်တာအနေနဲ့သုံးရရဘူးလေအဲ့တော့ဦးလေးခံကြကဦးလေးထမင်းစားနေတာရုပ်ရှင်ထမင်းစားနေတာရုပ်ရှင်ရိုက်ပြီးထမင်းစားတာမဟုတ်ဘူးရုပ်ရှင်ရိုက်ရှင်လို့ထမင်းစားနေတာဟုတ်လေထမင်းစားဖို့ရုပ်ရှင်ရိုက်တာမဟုတ်ဘူးလေရုပ်ရှင်ရိုက်ရှင်လို့ထမင်းစားနေတာအဲ့တော့ဦးလေးခံကြကသွားရင်လေအာဒီ အဲအဲ့ဒီ PD နဲ့တကွာပေးနေတာဗောအဲ့ဒီ PD ကြောင့်လာယူမျောပြီးတော့လာအဲ့တော့ကိုလေးသမီးတောင်ကပြောဘူးလေကိုလေးဟိုကအိမ်တော်ကြတယ်ဗျာဥက္ကမောင်ချွာတဲ့သူတို့ချင်လာလုံနေတာတဲ့သမီးတို့လှည့်ကြည့်တာမဟုတ်ဘူးအာအဲ့ဒီစကားကိုလေးတော့ထိခဲ့သွားတယ်ဟုတ်တယ်လေကိုလေးသားသမီးတွေပညာရေးနိုင်မသွားတယ်ကိုလေးသူတို့ကျူရှင်နေပါလိမ့်မထားနိုင်ဘူးဘာမှမလုပ်နိုင်ဒီမှာဒါပဲရရတဲ့ချက်မရတဲ့ချက်ပေါ့လေကိုလေးတို့လည်းသိရမလားကိုလေးတို့ကဟို ဒီလိုလိုကန်ထဲလိုလိုရတယ်လို့ဆိုတော့လေအဲ့တော့အဲ့ဒါတွေလှုပ်ထားတော့သူတို့အဲ့လိုကြောင်းကောင်းလည်းမထားနိုင်ဘူးသူချင်းပဲလည်းမထားနိုင်ဘူးအဲ့တော့ဦးလေးသမီးကအဲ့ဒီဆယ်တန်းမှာသူတို့ကဦးလေးမရှိလိုက်ဘူးနောက်မှသူပြောဦးလေးကြားလိုက်တာဦးကမောင်ချိုအားတဲ့သူတို့စနာလုံးနေတာတဲ့သမီးတို့လှည့်ကြည့်တာမဟုတ်ဘူးအဲ့တော့ဟုတ်တာပေါ့ဦးလေးကဘဝိုင်းမှာပျော်မြူးနေရတယ်မှာရရိုက်ဝန်းမှာသွားပြောအားကျင်တာရောရုပ်ရှင်တွေကဦးလေးရောလေဒါပေမဲ့ကိုမိသားစုကြီးကိုပြန်ပြီးတော့ ပြည့်စုံမလုပ်ပြီးနေခဲ့ဒီစကားကြားလဲခမတော်လေးနေနေဖြစ်သွားမယ်နော်တော်ဒီကအချင်းတွေကတော့ဩဟုတ်တာပေါ့ငါသမီးတွေငါမကြည့်တဲ့မကြည့်ဘူးဘာပြောဦးလေးသူတို့ပန်ပိုးရမယ်လေဟာလားကြောင်ကောင်းကောင်းထားပြရမယ်သူမကကျူရှင်တွေပိုင်းအပ်ပြီးတော့ဟာလားအဲ့တော့သူတို့တွေပြောမှဆယ်ရမ်းမအောင်လားခုနဦးလေးသာဗာပဲဦးလေးဆုံးမရကတော့ဦးလေးကံကြတော့ရုပ်ရှင်လုပ်တာငါသည်ခုနသားသမီးတို့ဖြေပြောတာအဲခုနသားသမီးငါ့ကိုကြည့်ရမောရပြုံးကြပါလေဟာလားငိုကြကြည့်ကြပါဦးလေးလား ဒါပေမဲ့ပြန်သေးကြည့်တော့ဦးလေးကတရားတရားနဲ့ကြည့်ဦးလေးတို့ကအပြစ်ဖြစ်နေပြန်ဟုတ်လားဦးလေးတို့ကအာရုံ၅ပါးကိုခိုင်းအောင်နေတာအဲ့ဒါလည်းကြီးသွားတာပါတယ်ဒီရုပ်ရှင်လုံမကြီးကလည်းမလို့တော့ကျွန်တော်တလားမဟုတ်ဘူးသုံးလလောက်လေးလောက်နေမှဒါကဒေးလီတရားကကားတော့ခုချိုကြီးအားလားအားရင်မှတရားလောက်ပြေးပါသေးတရားရေးတော့လောက်လို့ရတဲသားပါအဲ့လိုမျိုးအရင်တော့ကတော့ဆရာဦးကြည်စုံတို့ရရင်တော့ဦးလေးကတော့အဲကားတိုင်းပါတော့အားကြကားတိုင်းလောက်ပါတော့မိုက်တီးရရင်ဦးလေးပါတယ် ဒါဒါဒါဦးဦးလေးနဲ့ဒါတွေ့တဲ့ဟုတ်ဆရာဦးကြီးဆိုတော့လည်းအဲ့ကြီးတော့မဲတော့ပြောလဲဟောင်းနဲ့တဲ့မဲချင်တော့ဟောင်းနဲ့သိနေတယ်ဗောလေးကလေးနဲ့ကလေးတွေကလေးတွေအလုပ်ကိုလည်းမလေးစားခြင်းဘူးအချိန်ကိုမလေးစားတာဘူးသူတို့ကဆရာကြီးတွေကအချိန်လေးစားတယ်လေ9နာရီဆိုရင်သူက9နာရီရောက်ချင်တဲ့တိုင်းဒါဟုတ်ခဏလေးတည်းတည်းမှာ7နာရီမှာဟမ်လားသွားတောင်းချိုးတဲ့မင်းကမလေးစားဘူးမယုံသေးဘူးဆိုတဲ့လူနဲ့မင်းအလုပ်မလုပ်နေမင်းစိတ်ဆင်းရဲ ဆရာပေးတယ်အဲ့တော့ဦးလေးလည်းတော်ပြီဘယ်လိုမလုပ်ချင်လဲဒါပေမဲ့အခုဦးလေးကဘာခံနာနေလဲဆိုတော့ဦးလေးအိမ်မိုင်ရှိတယ်ဦးလေးကငိုလေးကလို့ပါလေဦးလေးကဟိုကောက်စားဘာညာမလုပ်ဘူးလေအဲ့တော့အဲ့တော့ဦးလေးကအိမ်လေးရှိတယ်အဲ့တော့ဦးလေးမှနေစရာတွေဦးလေးမှပူအောင်အိမ်ကအိမ်လာကပေးတယ်မှာစားဖို့ပဲစဉ်းစားဒါပေမဲ့စားမှုကြတော့လည်းပဲဦးလေးမြင်းနေအောင်ရှိတယ်ဦးလေးသမီးကြီးကမွေးတာအဲ့ဒီတရားကိုဆက်အောင်ဆင်းနေရတယ်ဆက်ပါတယ်သူတို့ညောင်ကလာကုန်ရင် ။ညကထုတ်တယ်။အဲသူတို့လာတယ်ဦးလေးကဦးလေးမနေတာ။အိုး။အဲသူတို့ကမိန်းတာပေါ့လေ။ဒီကြားလေးလည်းခဏအဲ့လိုပေါ့။ဒီလီလေးတည့်လာရင်သွားရလိုက်ပေါ့။အဲဒီဟာရရင်ကိုကိုကိုဒီလီကြီးရတာတဲ့။အဲ့ဆင်းမော်ရောက်သွားရင်ကိုလုံးဝကံပဲတွေ့ရင်ကိုပျော်နေရမိန်းတယ်။အိမ်မအိမ်မရှိတာမရှိတာကိုမိန်းတယ်။ဒီမှာပဲအားရလာတော့ဦးကျော်ပြီပြန်လို့ရပြီဆိုမှဩငါပြန်ရတော့မှာပါလေအဲ့ဒီအသေးဝင်တော့လေပြန်ရတော့မှာလေဒါပါပဲ ဝန္ဒနာပါပဲဝန္ဒနာပါပဲအဖေတွေ့ပါနဲ့အဖေတွေ့အဖေကလည်းလေကလဲအိတ်က20ကိုသူများကိုပေးခဲ့တာဆိုတော့ဒါမင်းသားလာလို့ဒါသူလည်းမှအတိတ်ကပါလာတဲ့ကံကြောင်းလည်းပါလာပါအကျိုးပေးပါတော့ဆန်းစကားပဲဆန်းဆန်းအမှုပညာမှာဆန်းအရေးကြီးဆုံးပဲလူချင်းတွေ့ရင်ဆန်းကိုကရှင်လို့မရအောင်အမှုရတူးနေတဲ့တေုံဆောင်အိုင်နေကောင်းတယ်မှာဆန်းပါတဲ့သူကတာဝါလာအရေးကြီးတာအခုတို့အမှုပညာပိသက်လက်ခံမှုအရေးကြီးတာ ပေးတဲ့ကြိုက်မှာအဲ့ဒါဦးလေးဆိုအိုဘာနေနဲ့ပေါ်တာဦးလေးလုတ်ချင်စမ်းအာကြည့်လို့အိုင်ဒီယာအိုဘာဖြစ်တယ်ဦးလေးအိုင်ဒီယာဦးလေးပြန်ကြည့်တာပေါ့ဟာဟုတ်တာပေါ့ငါခက်နေအများနေတယ်ပေါ့အဲ့တော့ natural မဖြစ်ဘူးကတည်းကအဲ့တော့ဒီမနေ့ရှင်ဦးလေးနင်းတော့အမှုပညာအားနေတာဟာလုတ်ချင်သောအများနေတာပေါ့အနှစ်ယောက်ရှင်ပူဆိုးတယ်ငါများခံနေမှာပါငါများခံမှာအဲ့သူ့လက်အဲ့ဒီစိတ်နဲ့နည်းနည်းလေးအိုင်ဒီပို့လို့မိတာပို့လို့မိတော့ဟောကြတာ အာဘိုင်းနဲ့ပိုးနေတော့ဘောကိုကြည့်တယ်အာဟိုပါပြင်းနေပြီအဲ့လိုကြီးအဲ့လိုကြီးကမျိုးလုံးမပြူသေးဘူးအဲ့လိုကြီးဗလာမဟာတင်မှုဆိုရင်မြင်းလာအခု83နဲ့83နဲ့ဒါပေမဲ့လောအောင်ပါခိုင်းရင်လောအောင်ပါပဲခေါင်းကဒါဥရအိမ်မှာဆုလာတဲ့ပစ္စည်းတွေဟိုအခုအသက်ရွယ်ကြတော့ဟိုကပ္ပိယတို့ဥက္ကဋ္ဌတို့ဒီကဥက္ကဋ္ဌတို့ဟောဒီကလူကြီးတို့ဆက်ကားသမားကြီးတို့တရောင်းသားကြီးတို့ဒါပဲလို့လို့ရပါလေ ဲ့တွေ့လည်းအင်ကြီးဆူတာပစ္စည်းတွေဆူတာအာသရောင်းသားဆူတဲ့သရောင်းသားအတွက်အင်ကြီးအဆုတ်တွေဆူလာတယ်။ရောက်ပေါ့အုတ်ချုပ်ဆိုတဲ့တိုက်ပုံတွေတော့ဒါလည်းဆူတာတော့ဆူတာအနုပြန်သမားတွေကိုလည်းပဲထမင်းရှင်တွေပါပေးသက်ကြီးကကျွန်တော်တို့အနုပြန်သမားအားလုံးကထမင်းရှင်ကိုကျွန်တော်တတ်မှတ်ထားပါတယ်။အဲ့တော့ကိုထမင်းရှင်တို့ကျွန်တော်တို့ကလေးလေးသားနဲ့ရှိမှာပါလို့ပေးသက်ကြီးကလည်းအနုပညာရှင်တွေကိုတွေ့တဲ့အခါမှာအဲကျွန်တော်တို့ဘယ်လိုခေါ်မလဲမြင်တာရှိထားပြီးတော့ view နာနေပါလိမ့်ဆက်ဆံကြပါ ဘလူးမန်သမားတွေကလည်းမမနာမရှိကြပါဘူးဟုတ်လားအဲပြုတ်ရင်ပြန်ပြုတ်ပြမှယူပဲတချို့ကျတော့လေကိုယ်ကိုပြုတ်ပြတယ်ကိုကမသိတော့သူတို့ကကိုယ်ကိုပိကောက်မှတင်းတင်းမှာဗောကိုကမသိတော့ပြုတ်ပြရင်ကိုယ်ပြုတ်ပြရတာပဲသိလားဆိုမသိဘူး